မင်္ဂလာပါဒီနေ့မှာတော့ဒီနေ့ခရီးယန်တွေရဲ့ခံယူချက်နဲ့ပတ်သက်ပြီးတော့မှအနည်းငယ်ပြောပြလိုပါတယ်အဲ့တော့ခရီးယန်ကနော် movement ကဘာခရီးယန်အဖွဲ့ဆိုတာရှိပါတယ်နော်အဲ့တော့ဒီတမာကျန်းစာကိုနော်ဒီနေ့တိုင်ပင်စီဝေးပြီးတော့မှ နော်ဒီတမန်တော်ကနေဆင်းသက်လာတဲ့နော်ဒီနေ့ခရိယန်တွေအားဖြင့်တိုင်ပင်စီဝေးပြီးတော့မှဟိုကြမ်းထက်နေတဲ့အရာတွေကြမ်းပယ်တွေကိုကျွန်တော်နော်စီဝေးဆုံးဖြတ်ပြီးတော့မှတမန်ကျမ်းစာ66ဆောင်းလည်းဖြစ်လာပါတယ်နော်အဲထိုနည်းတူကျွန်တော်ထိုတမန်တော်တွေကနေဆင်းသက်လာတဲ့ဒီမူမန်ခရိယန်တွေအားဖြင့်ကျွန်တော်တို့ခံယူချက်နှစ်ခုရှိပါတယ်အဲ့ခံယူချက်နှစ်ခုကဘာလဲဆိုရင်နိုင်စင်းယုံကြည်ချက်နဲ့တမန်တော်ယုံကြည်ချက်ဆိုပြီးတော့မှနှစ်ခုရှိပါတယ်เนาะအဲ့တော့ တချို့အသင်းတော်တွေကနိုင်စင်းယုံကြည်ချက်ကိုလည်းအသုံးပြကြတယ်တချို့အသင်းတော်တွေကြတော့လည်းတမန်တော်ယုံကြည်ချက်ကိုအသုံးပြကြတယ်ကျွန်တော်တို့နိုင်ငံမှာတော့ဘယ်ခိုင်းကနကဘယ်ယုံကြည်ချက်ကိုသုံးနေတယ်လဲကျွန်တော်သိတော့မသိပါဘူးတချို့တော့ဧဝံဂေလိအသင်းတော်တွေကတော့နော်ဒီနေ့စင်မြင်စီကံဥပဒေမူပေါင်းအတိုင်းမဟုတ်ပဲနဲ့ဒီတိုင်းအစဉ်ပြေရာသွားနေတဲ့ခါမှာနော်ဒီလိုယုံကြည်ချက်တွေကို နော်စောင့်ပုတ်တီကိုမတုံးတဲ့အသင်းတော်တွေလည်းများပါတယ်နော်အဲ့တော့ဒီနေ့ဒီမြစ်တာတမန်မဂ္ဂဇင်းမှာဆိုလို့ရှင်လဲကျွန်တော်နိုင်စင်းယုံကြည်ချက်ကိုကျွန်တော်ဖော်ပြပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ရှင်းရှင်းလင်းလင်းနဲ့နားလည်နိုင်တဲ့အရာကတော့တမန်တော်တို့ရဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်နော်အဲ့တော့တမန်တော်တို့ရဲ့ယုံကြည်ချက်ကိုကျွန်တော်ဓာတ်ပုံလေးရိုက်ပြီးတော့မှဒီအပေါ်မှာနော်ကျွန်တော်တင်ထားပေးမယ်ဘာလဲဆိုတာသိအောင်ပေါ့နော်အဲ့တော့အဲ့ဒီတမန်တော်ယုံကြည်ချက်ကကျွန်တော်တို့ခရိယန်တွေမျှော်လင့်ယုံကြည်နေတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်အဲ့တော့အဲ့တမန်တော်ယုံကြည်ချက်ကအဓိကဘာကိုပြောချင်လဲဆိုရင်ကျွန်တော်တို့ခရိယန်တွေကိုးကွယ်နေတဲ့ဘုရားသခင်သည်သုံးပါးတစုဘုရားသခင်ဖြစ်တယ်ဆိုတာကိုပြောချင်တယ်။နောက်မှသခင်ယေရှုခရစ်တော်ရဲ့ရွေးနှုတ်ခြင်း ပြုကညာမာရိဟာအပြုစင်ဖြစ်တဲ့တက်သေးနော်နောက်မှသခင်ရှိခွတ်တော်ဟာလဝါကတိုင်မှာတကယ်အသေးခံနေဆိုတဲ့တက်သေးမှအစပေါ့နော်အဲနေကောင်းကင်နိုင်ငံတက်ကြွခြင်းချီဆောင်ခြင်းမှအစအသင်းတော်ကိုဘလို့အုပ်ဆိုးတယ်ဆိုတဲ့အရာအလုံးမှအစကျွန်တော်တို့မူမှန်ခရိယန်တွေရဲ့ယုံကြည်မျှော်လင့်ချက်ဖြစ်ပါတယ်ဒါဆိုရင်မူမှန်ခရိယံမဟုတ်တဲ့အခြားသောအစွန်းရောက်တဲ့ခရိယံတွေလည်းရှိပါတယ်။အယူလွဲနေတဲ့ခရိယံတွေလည်းရှိပါတယ်။ဥပမာယေဟောဝါတည်တည်ခံအသင်းဆိုရင် သူတို့ဟာသုံးပါးလက်စုကိုလက်မခံပါဘူးသခင်ယေရှုခရစ်တော်ဟာလည်းလဝါကတ်တိုင်မှာ ကလန့်လဝါကတ်တိုင်မှာအသေးခံနာမှုပဲနဲ့တစ်တိုင်တစ်ချောင်းထဲမှာပဲတည်တယ်လို့သူတို့ကယုံကြည်လက်ခံကြတယ်။အဲပြီးရင်သူတို့ရဲ့အသေးတော်မှာသခင်ယေရှုနာမ ၌ဆွတ်တောင်းပါ၏ဆိုတဲ့ယေရှုနာမမပါပါဘူး။နောက်ဥပမာစနေသင်းဆိုလို့ရှင်လေသူတို့ဟာခရိယန်လို့သူတို့ကိုသူတို့ဝန်ခံနေပေမဲ့လေနော်သူတို့ဟာဒီနေ့နော်ပြည့်ညတ်တော်ကိုသာစောင့်ထိန်ပြီးတော့မှစနေဥပုပ်ကိုပဲစောင့်ထိန်နေတဲ့အတွက်သူတို့ဟာတကယ်တမန်ကျမ်းစာအဖြစ်ဆိုရင်ခရိယန်မဟုတ်တဲ့သူတွေလည်းရှိပါတယ်။အဲအခြားသောပေါ့နော်အခုဆိုနောက်မှပေါ်လာတဲ့မိစ္ဆာအယူလွဲတွေဆိုလို့ရှင်ဥပမာ နောင်တရရစရာမလိုဘူးဆိုတဲ့ကြီးစုတော်ကိုအလွန်အကျွံခံယူတဲ့အဖွဲ့တွေရှိလာတယ်။ ောက်မှကိုရီးယားမိစာတွေဖြစ်တဲ့ကောင်းခင်တစ်မြေကြီးတစ်ဆိုပြီးတော့မှเนาะဒီနေ့အဖြစ်လာတယ်နောက်တစ်ခါတရုတ်မှယေရှုယေရှုမိစာပေါ့နော်အဲဒီຢာတွေကဒါနောက်မှပေါ်လာတဲ့မိစာတွေပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်နေတဲ့အခါမှာဒီလိုမိစာတွေမှားယွင်းသောဩဝါဒတွေခံယူချက်တွေကိုเนาะကျတို့ အမလွဲမခြင်းမရှိဘဲနဲ့အကောင်းဆုံးခိုင်မာစေမယ့်အရာတက်မဲ့ပေးမယ့်အရာကဘာလဲဆိုရင်ဒီယုံကြည်ချက်တွေဖြစ်တယ်။နော်နိုင်စင်းယုံကြည်ချက်ပဲဖြစ်ဖြစ်တမန်တော်ယုံကြည်ချက်ပဲဖြစ်ဖြစ်ဒီယုံကြည်ချက်တွေကကျွန်တော်တို့ကိုယုံကြည်ခြင်းလမ်းကမလွဲအောင်တမန်တရားမှာယက်တည်တက်အောင် ကျွန်တော်ဒီနေ့ကျွန်တော်ကိုထိန်ချောင်းတက်မှတ်ပေးတဲ့ယုံကြည်ချက်တွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမှာပထမဦးဆုံးခမည်းတော်ဘုရားသခင်ကိုဝန်ခံထားတဲ့အပိုက်တစ်ပိုက်ရှိပါတယ်။အဲ့ဒါကတော့ဗာလဲဆိုရင်မိုးမြေကိုဖန်ဆင်းပြပြတော်မူထသောအနန္တတကုနှင့်ပြည့်စုံတော်မူထသော ခမည်းတော်ဘုရားသခင်ကိုကျွန်ုပ်တို့ယုံကြည်ပါ၏။နော်အဲ့တော့ခမည်းတော်ဘုရားသခင်ဆိုတာဘာတူလဲ။နော်ကောင်းခင်မြေကြီးဆက်ကြဝရာအရာခတ်သိန်းကိုဖန်ဆင်းတဲ့အနန္တတကုနှင့်ပြည့်စုံတဲ့ကျွန်ုပ်တို့ရဲ့အဖေဖြစ်တဲ့ဘုရားသခင်ဆိုပြီး ော်မှာခမဲတော်ဘုရားသခင်ရဲ့ဖြစ်တည်မှုဂုံအင်္ကာကိုတိတိကျကျဖော်ပြထားပါတယ်။နောက်တစ်ခုကကျတော့သားတော်ရဲ့ဂုံအင်္ကာတွေကိုဖော်ပြတဲ့အခါမှာသားတော်ဆိုတာတပါးလီသောသားတော်ဖြစ်တယ်။သူသည်တရှင်သောဝိညာဉ်တော်အဖြစ်အပြူကညာအပြူစစ်စစ်မှာဝမ်းမှာပရိသတ်တွေယူတယ်။ပုန်တိပိလမင်းအုပ်ချုပ်နေတဲ့အချိန်မှာဒုက္ခခံပြီးတော့မှကားတိုင်းမှာအသေးခံတယ်။အသက်ဆွနဲ့၃ရက်မြောက်တော့နေ့မှာရှင်ပြန်ထမြောက်တယ်။ အခုကောင်းကင်ဘုံကိုတက်ကြွသွားတယ်။သခင်ရှိခွတ်တော်ကကျွန်တော်အားလုံးသိပါတယ်။တမန်ကျမ်းစာမှာနော်။အဲလောဝါကတိုင်မှာအသေးခံနဲ့ရှင်ပြန်ထမြောက်တယ်။နော်ရက်40တိုင်အောင်တပည့်တော်တွေကိုကိုထင်ရှားပြပြီးတော့မှနော်ကောင်းကင်နိုင်ငံကိုတက်ကြွသွားတယ်။ဟုတ်ပြီဒါဆိုရင်တဘာမျိုးသားမယုံကြည်သူတွေကကျွန်တော်တို့ကိုမေးသလိုမျိုးမင်းတို့ယေရှုကအခုဘမလဲဆိုရင်ကျွန်တော်တို့ကဖြေစရာမရှိတာမဟုတ်ပါဘူးเนาะခမဲတော်ဖျားသခင်ရဲ့လက်ရညာဘက်မှာ အဖခမဲတော်ဘုရားသခင်ရဲ့ညာဘက်လက်ရာဘက်မှာစိုးစံပြီးတော့မှကျွန်တော်တို့အတွက်ကိုဆုတောင်းပေးနေတဲ့သခင်ယေရှုဖြစ်တယ်။ဟာဒါဆိုရင်အဲ့သခင်ယေရှုကပြီးသွားပြီလား။မင်းတို့ကဲပါလေလို့ပြောပြီးတော့မှတက်တာလှုပ်ပြီးတော့မှကောင်းကင်တက်သွားပြီလား။မဟုတ်ဘူး။တေတော်သူ ရှင်တော်သူ အားလုံးတို့ကို တဖန်ပြန်ကြွလာပြီးတော့မှတရားစီရင်မဲ့အရှင်သခင်ဖြစ်တယ်။ နော်ဒီလိုတတိကျကျဖော်ပြထားပါတယ်ဒါကြောင့်ဒီယုံကြည်ချက်တည်ကျွန်တော်တို့ရဲ့မျော်လင့်ချက်ကိုပေးစေတယ်တမာတရားကနေလမ်းမလွဲအောင်ထင်းချောင်းတက်မှတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတမန်တော်တို့ရဲ့ယုံကြည်ချက်ကကျွန်တော်တို့ရဲ့လမ်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုထိမ့်ပေးတဲ့အရာဖြစ်လို့အသုံးပြုတဲ့နဲ့တည်တဲ့နဲ့နားလည်တဲ့ပါတယ်နောက်နောက်ကတော့ now တန်ရှင်သောဝိညာဉ်တော်ရဲ့ယုံကြည်ခံယူချက်ကတော့ဘယ်လိုပြောလဲဆိုရင်တန်ရှင်သောဝိညာဉ်တော်ကိုလည်းကျွန်ုပ်ယုံကြည်ပါ၏နော်အဲတန်ရှင်သောဝိညာဉ်တော်ရှိတယ်ဆိုတာကိုလည်းလက်ခံတယ်နော်တချို့သောအဲဂိုင်းကနာလို့ပြောတဲ့အရာတချို့သောခရိယန်လို့အမိခံထားတဲ့ဂိုင်းကနာတွေကတန်ရှင်သောဝိညာဉ်တော်လက်မခံတာလည်းရှိတယ်ဥပမာတန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုတွေကိုလက်မခံတဲ့အသင်းတော်လည်းရှိတယ်ဥပမာအခြားသောဘာသာစကားဆိုတာမရှိဘူးညှဉ်းတဲ့ဘာသာစကားဖြစ်တယ်ဆိုပြီးတော့မှဆန့်ကျင်တဲ့ဂိုင်းကနာရှိတယ်အသင်းတော်ထဲမှာ ဟာလေလုယအာမင်တောင်မှမပြောနဲ့မသုံးနဲ့ဆိုပြီးတော့မှပိတ်ပင်ကန့်တတ်တဲ့အသင်းတော်မျိုးတွေလည်းရှိတယ်နော်အဲ့တော့တန်ရှင်သောဝိညာဉ်တော်တကယ်ရှိတယ်ဆိုတာလက်ခံနေဆိုရင်တန်ရှင်သောဝိညာဉ်ရဲ့လှုပ်ဆောင်မှုတွေကိုလည်းလက်ခံရမှာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုဟာကြည်ပြတ်နေသို့တော်ဗယံမတာမဟုတ်ဘူးဘာအတိုင်းအလုတ်လုတ်လဲဆိုရင်နှုတ်ကပတ်တော်အတိုင်းအလုတ်လုတ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကနားလည်ဖို့လိုပါတယ်နောက်ဆုံးတမန်တော်ယုံကြည်ချက်မှာတတိယအပိုက်မှာပါရေးထားလဲဆိုရင် အသင်းတော်ကိုလည်းသူတို့လက်ခံတယ်အသင်းတော်အသီးသီးကဘာအရရမှာရှိတဲ့အသင်းတော်အသီးသီးဟာသခင်ယေရှုရဲ့အသင်းတော်ဖြစ်တယ်အဲ့ဒီအသင်းတော်အသီးသီးဟာမိသားယာရှိတယ်အဲ့ဒီအသင်းတော်အဖြစ်အပြစ်လွတ်နိုင်တယ်အဲ့ဒီအသင်းတော်အဖြစ်ယုံကြည်တဲ့သူတွေဟာကိုခန္ဓာရှင်ပြန်ထမြောက်ခြင်းလည်းရှိတယ်ထာဝရအသက်တာရမယ်ဆိုတာကိုလည်းယုံကြည်တယ်ဆိုပြီးတော့မှယုံကြည်ဝန်ခံထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တချို့သောဓမ္မဆရာတွေကစံစာတင်ပေးတဲ့အခါမှာเนาะ ကတင်ချင်းဟာမဆုံးရှုံးဘူးဘလောက်ပဲအပြစ်လုပ်လို့နော်ဒီကိုခန္ဓာကတော့ကိုခန္ဓာကအပြစ်လုပ်တဲ့အတွက်ကြောင့်မလို့ကိုခန္ဓာနဲ့အတူအပြစ်ကပျက်စီးသွားပြီးတော့မှဝိညာဉ်ကတင်ချင်းမဆုံးရှုံးဘူးဆိုပြီးတော့မှဝိညာဉ်နဲ့ခန္ဓာကိုခွဲတဲ့သူလည်းရှိတယ်အမှန်တော့ကျွန်တော်တို့ခရိယန်တတမှာဝိညာဉ်ကတင်ချင်းနဲ့ခန္ဓာကတင်ချင်းကမခွဲဘူးတော့အတူတူပဲဘာကြောင့်လဲ ဝိညာဉ်လည်းကတင်ခြင်းရတယ်လို့ကိုခန္ဓာကလည်းပြန်ပြီးရှင်ပြန်ထမြောက်မယ်ဆိုတာကိုကျမ်းစာမှာလည်းပြောတယ်ဒီမှာတမန်တော်ယုံကြည်ခြင်းမှာလည်းကိုခန္ဓာရှင်ပြန်ထမြောက်မယ်ဆိုတာယုံကြည်ရဲ့ဒါကြောင့်ခရိယအများစုကတည်တဲ့ခါကျမ်းဘာကြောင့်အများအများသောအဖြစ်မိမိရှို့တာလဲဘာဖြစ်လို့မြေမြေမြုပ်ကူသွင်းတာလဲဆိုရင်ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်လို့မိမိရှို့တာဖြစ်တယ်နော်အထူးသဖြင့်ရေထဲမှာမျောတာအယိုးပြမျောတာတွေကိုခရိယန်တွေကအတက်နိုင်ဆုံးမလုပ်ကြဘူးဥပမာမြေနေရာရှားလို့ဘလို့မှနော်မြေမြုပ်လို့မရတဲ့နော်ဒီနေ့ ပင်လယ်ထဲမှာရောက်နေလို့ဒီအခြေအနေမျိုးသာလင်ကျွန်တော်တို့ကဟိုအခြေအနေမရလို့ဒါလည်းမြေမျောတာတွေမြေရှို့တာအယိုးပြမျောတာလောက်တာအတက်နိုင်ဆုံးဒီနေ့နေရာရတဲ့အချိန်ရတယ်ဆိုရင်တော့ဂူသွင်းတာမြေမြုပ်တာများတယ်။ဘာကြောင့်လဲဆိုရင်ကိုယ်ခန္ဓာပြန်လည်ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်လို့ဖြစ်ပါတယ်။နော်ဒါကြောင့်ကျွန်တော်တို့ကဒီနေ့ ဒီလိုပေါ့ဒီတမချန်းစာတမတရားကကျွန်တော်တို့ကိုထိန်းချောင်းတက်မှတ်ပေးတဲ့ movement ခရိယံအဖွဲ့ကနေချမှတ်လိုက်တဲ့အရာတွေကိုကျွန်တော်တို့ကတိတိကျကျနားထောင်ဖို့လိုတယ်နားလည်ဖို့လိုတယ်နော်ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့အမြင်လေးကိုကောက်ဖက်လိုက်တဲ့စာအုပ်တအုပ်ကပြောတဲ့အရာကိုချင်းချင်းလက်ခံပြီးတော့ကျွန်တော်က ပြန်ပြီးပြောလို့မရဘူး။ဘာကြောင့်လဲဆိုရင် ကိုကောက်ဖက်လိုက်တဲ့စာအုပ်ကကိုတကယ်သုံးလိုက်တဲ့စာအုပ်ကတကယ်မူမှန်ခရိယန်နဲ့ခရိယန်သမိုင်းကာလအစဉ်ဆက်ကနေပြီးတော့ချမှတ်ရေးဆွဲထားတဲ့အရာတွေနဲ့နော်ဒီနေ့တမန်တော်ယုံကြည်ချက်နိုင်စင်းရေးယုံကြည်ချက်တွေထဲမှာယုံကြည်ခံယုံချက်နဲ့တကယ်တူရလားမတူဘူးဆိုရင်တို့ကအစွန်းရောက်ခရိယန် နော်ဒါမလို့ charismatic ဆိုတဲ့ဝိညာဉ်တော်လှုပ်ရှားမှုအစွန်းရခရိယန်တွေလည်းရှိတယ်နော်အဲ့ဒါတွေကတော့ prophet ဖြစ်ခြင်းနေနဲ့နော်အမျိုးမျိုးပေါ်တယ်ဒါဒီဝိညာဉ်တော်လှုပ်ရှားမှုကိုပုံမှန်ဆိုရင်ဒါလက်ခံလို့ရတယ်ဒါပေမဲ့အစွန်းရောက်သွားတဲ့အခါမှာဒါဝိညာဉ်တော်လှုပ်ရှားမှုအစွန်းရောက်အဖွဲ့ဆိုပြီးတော့ဒါအယူလွဲဘက်ကိုတိမ့်တိမ့်သွားတာလည်းရှိတယ်နော်ဥပမာမာမွန်အဖွဲ့နော်အခုဆိုရင်မာမွန်အဖွဲ့တွေကဖိဖို့မှာတရားဝင်ကြေညာပြီးတော့သူတို့အစ်တင်တို့ဖိတ်ခေါ်နေပြီဒီလိုအယူလွဲအဖွဲ့တွေပေါ့နော်တရုတ်မှမိစ္ဆာတို့လိုမျိုးအယူလွဲအဖွဲ့တွေကအခုပေါ်ပေါက်နေပြီဒါဆိုကျွန်တော်တို့ရဲ့ယုံကြည် ခံယူချက်ကိုဘလို့ထိမ့်သိမ့်မလဲဆိုရင်မူမှန်ခရိယံကချမှတ်ထားတဲ့အတိုင်းတမာကျန်းစာအတိုင်းတမန်တော်ယုံကြည်ချက်သို့မဟုတ်နိုင်စင်းယုံကြည်ချက်အတိုင်းကိုကျွန်တော်တို့ကယုံကြည်ချက်ကိုစောင့်ထိုင်ရမှာဖြစ်တယ်။ဒီရာသာလင်ဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတာကျွန်တော်တို့သိစေချင်ပါတယ်။အရောက်စီတိုင်းဘုရားသခင်ဖွင့်ပြပါစေ။